မင်္ဂလာပါမင်္ဂလာဒီနေ့ကတော့ကျွန်တော်တို့ဒါအားလုံးရဲ့ဘူပေါင်းပါဝင်မှုနဲ့တိုက်ပွဲကြီးတပွဲကိုကျွန်တော်တို့တိုက်နိုင်ခဲ့ပြီပေါ့နော်ကျွန်တော်တို့အမြဲတမ်းပဲဆော်ဆော်လောင်လောင်တိုက်ချင်နေတဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Super Saiyan အုပ်ချုပ်မှုတင်တဲ့မှာကျွန်တော်တို့ပြောခဲ့သလိုပဲရဲဘော်တွေကဘယ်တော့မှမမားပါဘူးနော်နောက်လိုက်တွေကဘယ်တော့မှမမားပါဘူးမားတာကလမ်းပြကောင်းလမ်းပြ မပြနိုင်တဲ့ခေါင်းဆောင်တွေရဲ့အမှားပါပဲအဲ့တော့ကျွန်တော်တို့တော်လိုင်းရေးကာလ၄နှစ်ကျော်၄နှစ်ရှိလာတဲ့အခါမှာရဲဘော်တွေကတော့ရဲဘော်တွေရဲ့ဤသူတောင်းဝင်ကြေသွားကြပြီတချို့ဆိုရင်အသက်ပေးရတောင်းဝင်ကြေသွားတယ်တချို့ကခြေလက်အင်္ဂါဆွန့်ခြင်းဖြစ်တောင်းဝင်ကြေသွားတယ်အဲ့တော့စနစ်တကျအုပ်ချုပ်တက်စေဖို့ဆိုတော့ကျွန်တော်တို့လူကြီးတွေကလည်းတောင်းဝင်ကြေဖို့လိုတာပေါ့ဘာဖြစ်လို့လဲကျွန်တော်တို့လူငယ်တွေဟာ သူတို့ယုံကြည်ရာက သူတို့လမ်းကောင်းပြရင်သူတို့ကလမ်းကောင်းကိုရှောက်မှာပဲသူတို့ယုံကြည်ရာကလွန်လဲသွားပြီဆိုလို့ရှင်တော့သူတို့ကလည်းလမ်းလွဲဖို့အလားအလာရှိတဲ့အကြောင်းကိုအုတ်ချုံမှုဆိုတာကအရန်ကိုအရေးပါတယ်နောက်တစ်ခုကကျတော့စစ်ဘက်ဆိုင်ရာအုတ်ချုံမှုကပိုးလို့တော့အရေးပါတယ်ကျွန်တော်တို့ကစစ်ဘီရင်ဝါရကိုသွားတဲ့အခါအချိန်တန်စစ်ဘီရင်ကြီးကြဆုံးသွားတဲ့အခါစနစ်တကျမရှိတဲ့တပ်ဖွဲ့ကပြိုလဲသွားမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကစနစ်တကျအုတ်ချုံတက်စီမှုဆိုတာကလည်းတက်မလို့တည်းရဲ့မှာ အရေးကြီးဆုံးအခက်ခဏကနေပါဝင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့စစ်ပွဲဆိုင်ရာအုပ်ချုပ်မှုတင်တဲ့ကျွန်တော်တို့တင်တဲ့အခါမှာเนาะကျွန်တော်တို့ဒီစစ်ပွဲဆိုင်ရာအုပ်ချုပ်မှုအပြင်ကိုကျွန်တော်တို့ကခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ထီတောင်ကျွန်တော်တို့ကကြီးရွယ်တယ်အဲ့တော့ကျွန်တော်တို့တင် जा ပေးတဲ့သင်ခန်းစာတွေကပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတက်မှုဆိုတာကိုယ်ကဲမှုကိုပေးရတာကိုယ်ကဲမှုဆိုတာကျွန်တော်တို့ကဤစနစ်နဲ့ဤဥပဒေသိရင်ကျွန်တော်တို့ကိုယ်ကဲလို့ရပါတယ်ဒါပေမဲ့ခေါင်းဆောင်ကောင်းဆိုတဲ့ ရဲဘော်တွေကဒီကိုကဲတဲ့တမှုကိုခေါင်းဆောင်ကောင်းအဖြစ်ကိုယ့်ရဲ့ခေါင်းဆောင်အဖြစ်မြင်လာဖို့ဆိုတာကပင်ကိုဆွမ်းရည်ပြေဝပြီးတော့မှပင်ကိုဆွမ်းရည်ရောနီးစနစ်ကိုပေါင်းဆက်ပြီးတော့မှဟိုဒီစနစ်ကိုမိမိကိုယ်တိုင်လိုက်နာစေခြင်းဖြစ်ရဲဘော်တွေကိုလိုက်နာစေခြင်းဆိုတော့လောကောင်းဟုတ်လားပင်ကိုဆွမ်းရည်ဖြစ်ဟုတ်လားကြီးသူရိုသေငယ်သူလေးစားဆိုတဲ့စကားအဖြစ်အပြန်အလှန်ထင်းကျောင်းခြင်းဆိုတော့လောကောင်းအဲဒါမျိုးအချုပ်တဲ့ဆိုလို့ရှိရင်တော့ခေါင်းဆောင်ခေါင်းဖြစ်ညှို့နေတယ်အဲ့တော့ကျွန်တော်တို့စစ်ဘက်ဆိုင်ရာခေါင်းဆောင်ခေါင်းတွေကနေမှ အဖြစ်ဖြစ်နဲ့လူလူတည့်ရလုံးကိုဒီစင်ရင်းနဲ့ကနေလွတ်အောင်စင်ရင်းဘွားနေပြီးတော့မှလွတ်မြောက်အောင်ဥဆောင်နိုင်သောနိုင်ငံရဲ့ခေါင်းဆောင်ခေါင်းတွေဖြစ်ဖို့ထိပါကျွန်တော်တို့မျှော်လင့်တယ်အဲ့ဒီလိုမျိုးမျှော်လင့်တဲ့အချိန်မှာတော်လန်ရေးသမားတွေကိုဘာကြောင့်ပုံမျှော်လင့်တာလဲဆိုတော့ချင်းတော်လန်ရေးသမားတွေဆိုလိုလင့်တာခံခြင်းဆိုတဲ့စကားကပြောရတာလွယ်တယ်တကယ်တော့တော်လန်ရေးမှာသူသူတွေပါတဲ့အခါမှာနံပါတ်1အနေနဲ့တန်ရောစင်နောင်ချိုးတွေကိုဆွလို့ပို့ရတယ်တကယ်ကိုခက်ခဲပါအဲ့ထက်ပိုပြီးခက်ခဲတာပိုင်ဆိုင်မှု ျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုအတူထွာလေးတွေကိုကျွန်တော်တို့ကိုယ်တိုင်စွန့်လွတ်ဖို့ဆိုတာအခါတလေတော်တော်လေးကိုခက်ခဲပါတယ်ဒီစွန့်လွတ်နေတာခံခြင်းဆိုတဲ့စကားကပြောရလွယ်ပေမဲ့လက်တွေ့ကြင့်ကြံအားထုတ်ရတဲ့အပိုင်းမှာတကယ်ကိုခက်ခက်ခက်ခဲကြင့်ကြံအားထုတ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီအသက်တော်မှပေးပြီးတော့မှဒီစွန့်လွတ်နေတာခံခြင်းဆိုတဲ့စကားကိုတယုတ်ပေါ်တာဒီလူငယ်တွေကအဲ့တော့ကျွန်တော်တို့ကဒီလူငယ်တွေကဒီလောက်တော့မှစွန့်လွတ်နေတာခံစိတ် ကြီးပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုလူငယ်တွေရာတစ်ချိန်မှာနိုင်ငံတော်ဥဆောင်ခွင့်ရမယ်ဆိုရင်နိုင်ငံတော်ဘလောက်ထိခွင့်ပြုတိုးတက်မလဲဆိုတဲ့ညှို့လင်းချက်လည်းတကယ်ကိုထားပါတယ်အဲ့ဒါကြောင့်မို့စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုမှဒီတိုင်းပြည်ခွင့်ပြုတိုးတက်အောင်အုပ်ချုပ်တက်သောခေါင်းဆောင်ခေါင်းတွေဖြစ်ဖို့အထီကိုကျွန်တော်တို့ယူရပါတယ်အဲ့တော့စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုအနေနဲ့ကတော့ကျွန်တော်တို့ပြောချင်တာစွမ်းရည်၃ရက်ကိုအုပ်ချုပ်စွမ်းရည်၃ရက်ဖြစ်တက်ကိုတိဆောက်ပါနောက်တစ်ခုကကျတော့ရဲဘော်တွေကိုတတိယ2ရက်ဖြစ်ဥဆောင်ပါ တက်ဖွဲ့ကိုဘယ်တော့မှမကြိုးပဲ့စေရသုံးခုဖြစ်ကျွန်တော်တို့မကြိုးပဲ့အောင်ကာကွယ်ပါအဲ့တော့စစ်ဘက်ဆိုင်ရာပြဿနာများရဲဘက်ဆိုင်ရာပြဿနာများတက်တွင်းပြဿနာများဖြည့်ရှင်းတက်စီရန်ပြဿနာဘလို့ပဲပြဿနာမဖြစ်ပွားရေးဆိုတဲ့ခေါင်းစဉ်နဲ့အညီဘလို့ပဲပြဿနာမဖြစ်ပွားအောင်တက်ဖွဲ့တွေကိုထိန်းသိမ်းကာကွယ်ပါအဲ့တော့တက်ဖွဲ့တွေအနေနဲ့ကတော့ကျွန်တော်ပြောချင်တာကတော့အနေဆုံးအစ်နီးစနစ်နဲ့အုတ်ချုံနိုင်သောတမှုကောင်းတွေဖြစ်ပါစေအဲ့အနေမှာတစ်ဆင့် ပေးဖို့ဆိုရင်လည်းနီးစနစ်နဲ့ပေါင်းဆက်ပြီးတော့မှခေါင်းဆောင်ကောင်းခေါင်းဆောင်ထူးတွေဖြစ်အုတ်ချုပ်ကိုကဲနိုင်သောခေါင်းဆောင်တွေဖြစ်ပါသည်အဲနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့စစ်ဘက်ဆိုင်ရာအုတ်ချုပ်မှုစစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကိုအုတ်ချုပ်တဲ့အစင်မှာစပြည်သူလူထုတရက်လုံးကိုခေါင်းဆောင်နိုင်သောခေါင်းဆောင်ထူးတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။ဘာကြောင့်ဒါကိုမျှော်လင့်ချက်ထားတာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူထုခေါင်းဆောင်ဆိုတဲ့စကားကအရင်ကတန်ဖိုးကြည့်ပါတယ်။လူထုခေါင်းဆောင်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။ ဆိုလိုနေတာခံချင်းနေအများကြီးနဲ့အတူတူမှလူလူခေါင်းဆောင်တယောက်ဖြစ်တာပေါ့အဲ့တော့လူလူခေါင်းဆောင်တယောက်ကလူလူရဲ့ကျွတော်တော့ခံဆိုတဲ့ပါဝါကြီးကြီးကြီးမားမားရှိတဲ့အတွက်ကြောင့်မို့သူ့ရဲ့ကြိုးစားခြင်းဩဇာတေကမာတီတိုင်းပြည်ပြောင်းလဲဖို့အများကြီးကိုဖြစ်ပေါ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာကျွန်တော်တို့စီစီလုံးလုံးနဲ့ခေါင်းဆောင်ခေါင်းတွေပေါ်ခဲ့တဲ့အချိန်မှာ Empire ၃ chainId ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒါပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့နော်အနွေသာမင်း ဥဆောင်တဲ့အချိန်မှာကျွန်တော်တို့စီးလုံးညီညွတ်စွာနဲ့ empire ဖြစ်ခဲ့တယ်နော်နောက်တစ်ခုကတောင်ကူခေတ်တောင်ကူခေတ်မှာလည်းဘင်းတော်မင်းတရားကြီးလက်ထက်မှာစစီးလုံးညီညာစွာနော်ယူရီးယားကမ္ဘောဒီးယားပါယူဒီလေးစားသောဘင်းတပားအနေနဲ့ empire ဖြစ်ခဲ့တယ်အဲ့တော့ဥအောင်စရာခေတ်မှာအဲ့ဒီကမြန်မာနိုင်ငံတော် empire ကိုဖြစ်ခဲ့တယ်ကိုကျော်အောင်စရာခေတ်မှာ empire တော့မဟုတ်ပေမဲ့စီးလုံးညီညွတ်စွာနဲ့ပြည်တော်စုကိုဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါတွေကကြည့်လိုက်ပြိုကွဲခဲ့ကြတယ်ဟုတ်လားပထမ empire လည်း ပြိုကွဲရတာပဲဒုတိယမြန်မာနိုင်ငံတော်လည်းပြိုကွဲရတာတတိယမြန်မာနိုင်ငံတော်လည်းပြိုကွဲရတာပဲအခုဂျိုင်းနေနေပါပဲအဲ့တော့ကျွန်တော်တို့ကဒီခေါင်းဆောင်တွေကိုတူးတယောက်တည်းရတယ်ဥဆောင်တာမဟုတ်ပဲ ਨੇ generation like ဥဆောင်နိုင်တော့စမတ်ကြသော squad like ကြီး leadership skill ကိုပိုင်နိုင်သောခေါင်းဆောင်တွေဖြစ်ဖို့အထိပါကျွန်တော်တို့ကဒါ G man ချက်နဲ့ကျွန်တော်တို့ဒီတိုက်ပွဲကြီးကိုကျွန်တော်တို့တိုက်ခဲ့တာပေါ့အဲ့တော့ဒီနေ့ဒီသင်တန်းပြီးွားတာဒီတိုက်ခဲ့ဘူးတဲ့တိုက်ပွဲတွေထဲမှာဒီဒီတိုက်ပွဲက ျွန်တော်ဟိုတော်တော်စဉ်းစဉ်းစားစားကြိုးကြိုးစားစားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်ဒီတိုက်ပွဲကိုတိုက်ဖို့အတွက်ကျွန်တော်အားယူပြင်ဆင်ရတာတွေမနှဲပါအောင်ဘာဖြစ်လို့လဲကျွန်တော်တို့စကားရှိရစကားကိုပြန်ကောက်ရလို့ချင်းရဲဘော်တွေကဘယ်တော့မှမမားပါဘူးခေါင်းဆောင်ကောင်းနေရတာတေချာလမ်းမပြနိုင်တာပါအဲ့တော့ကျွန်တော်တို့တော်လန်ရေးမှာ COC မိကျင်တယ် COC မိကျင်တယ်ဆိုရင်အနေနဲ့ရက်ရက်ကတော့អော်နေတာပဲဒါပေမဲ့ COC ဒီ ကျွန်တော်တို့ရဲ့တမူးကောင်းတို့ရဲ့သင်္ကန်းစာထဲမှာကိုကဲမှုဆိုတဲ့သင်္ကန်းစာကိုပြန်ပြောရရင်ဥပဒေကိုမိမိကိုယ်နဲ့လိုက်နာစေခြင်းအားဖြင့်ကိုယ့်ရဲ့ငယ်သားတွေကိုလိုက်နာစေတတ်ရမယ်ဆိုတဲ့စကားတိုင်း COC ကိုမိကျင်လို့ရှိရင်လူကြီးတွေအနေနဲ့ကိုယ့်ကိုအရင်ဆုံး COC ဆိုတဲ့သဘောတရားကိုသိရလားဤဥပဒေကိုသိရလားဤဥပဒေရောရှိရလားကိုကိုယ်တိုင်ရောလိုက်နာကျင့်သုံးလားကျင့်သုံးစေခြင်းအားဖြင့်ရဲဘော်တွေကိုလည်းလိုက်နာကျင့်သုံးစေလားဆိုတာကိုသုံးသပ်ရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့လိုအပ်ချက်ကို လွန်လိုင်းရဲ့လိုအပ်ချက်ကိုဒီနေ့ဒီချိန်မှာကျွန်တော်တက်ဆွမ်းသလောက်ကျွန်တော်တို့တက်ဖွဲ့တက်ဆွမ်းသလောက်ပြည်သူလူထုရဲ့အကူအညီနဲ့ပြည့်စည်နိုင်ခဲ့တဲ့အတွက်နော်ပါဝင်တဲ့တက်ဖွဲ့ဝင်တိုင်းကိုလည်းဟိုကျေးဇူးတင်တယ်ကိုကိုတိုင်းအုပ်ချုပ်တဲ့အခါမှာလည်း COC စကားရဲဘော်ကိုပြောချင်လို့ရှင်ကျွန်တော်ထပ်ပြောလိုက်မယ်ဒီစနစ်ကိုနယူပရီကိုကိုတိုင်းသိရှိနားလည်စေခြင်းအားဖြင့်မိမိကိုယ်တိုင်လိုက်နာပြီးငွေသားများကိုလိုက်နာစေပါလို့အဲမှာကြိုင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်